မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ညတွဲဘူးချိန်ကတော့26ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်သန်းရရှိနိုင်ပါတယ်ဒီလူရည်သွေးကတာမန်ဖြစ်တဲ့အလိုတော်အတိုင်းကျင့်လက်ကြံရစ်တော်ကာလကိုလွန်စေတတ်ဤဒီကချက်ရှင်ပေတရုဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများ ပိုင်း၁၀နှစ်ဖက်ရန်ကျင့်ချက် ရှင်ပေထရုအစာခန်းကြီး၄ခန်းငယ်တိမ6ထို့သူခရစ်တော်သည်ကိုခန္ဓာရော၌ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်သင်တို့လည်းထို့သူသောသဘောကိုလက်နှင့်ပြု၍သုံးစွဲကြလောအကြောင်းမူကားကိုခန္ဓာ၌ခံတော်သူသည်ဒုစရိုက်တို့နှင့်လွတ်ငြိမ်းသည်ဖြစ်၍နောက်တစ်ပံသူတို့၏တတ်မဲ့ခြင်းတရားကိုမကျင့်ဖျားသခင်အလိုတော်တိုင်းကျင့်လျက်ကိုခန္ဓာအသက်အပိုင်းခြား ကြံရစ်တော်ကာလကိုလွန်စေတတ်၏သာသနာပလူတို့၏အလိုတို့လိုက်၍ဤလေတာညှဉ်းညူးခြင်းကာမတက်မဲ့ခြင်းသပြည့်ရင်နေရစ်မှုခြင်းပွဲလုခြင်းတောက်ကျူးခြင်းအဓမ္မယုတ်တုကိုကိုးကွယ်ခြင်း၌ကျင်လေ၍ငါတို့လွန်စေပြီးသောအသက်ကာလသည်ငါတို့အားလောက်ပေ၏ယခုမှတင်တို့သည်သူတို့နှင့်အတူမဆက်ဆံကာမဂုဏ်၌လွန်ကျူးညှဉ်းညူးစွာမပြုသည့်အရာကို တို့သည်အံ့ဩ၍ကဲ့ရဲ့တတ်ကြ၏တို့ဖြစ်၍အသက်ရှင်သောသူတို့ကို၎င်းပေသောသူတို့ကို၎င်းတရားစီရင်ခြင်းကအသင့်ရှိတော်မူသောသူရှိ၌ထိုသူတို့သည်စစ်ကြောခြင်းကိုခံရကြလတ္တံထိုအကြောင်းကြောင့်လူတို့ရှိ၌ကိုယ်ခန္ဓာအဖြစ်အပြစ်စီရင်ခြင်းကိုခံရတော်လေတရားသခင်ရှိတော်၌စိတ်ဝိညာဉ်အဖြစ်အသက်ရှင်မြည်ကြောင်းတေသောသူတို့သည်ဧဝံဂေလိတရားကိုကြားရကြ၏ ရောမဩဝါဒစာခန်းကြီး၈ခန်းငယ်နေယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်ဤတရားသည် အပြစ်တရားဤလက်မှ၎င်းတည်ခြင်းတရားဤလက်မှ၎င်းငါကိုကယ်လွတ်ပြီဒီနေရာမှာရောရှင်ပေတရုသည် ခရစ်ရဲ့အနေနဲ့ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါမှာဘလို့သဘောမျိုးထားတဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ပိုက်ငယ်တင်းတဲ့နှစ်မှာခရစ်တော်ရဲ့ဆင်းရဲဒုက္ခဟာကျွန်တော်ရဲ့စံပြအနေနဲ့တင်ပြထားတယ်။ ခရစ်တော်ဟာကိုယ်ခန္ဓာအပြင်ဆင်းရဲဒုက္ခခံခဲ့ရသလိုကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေလည်းခရစ်တော်အတွက်ဆင်းရဲဒုက္ခခံမှု အသင့်ဖြစ်နေရမယ်။အဲ့ဒီပြင်ဆင်းရဲဒုက္ခခံရခြင်းကကျွန်တော်တို့ကိုဒုစရိုက်မှုကနေကင်းလွတ်စေတယ်လို့ပြောထားတယ်။ဆင်းရဲဒုက္ခတွေကကျွန်တော်တို့ကိုလောကီဆန္ဒတွေကနေကွာဝေးစေတယ်။ဘုရားသခင်ရဲ့အလိုတော်တိုင်သက်ရှင်မှုပုံမတွန်းအားပေးတယ်။ဆင်းရဲဒုက္ခတွေကကျွန်တော်တို့ကိုပုံပုံပြမတန့်ရှင်းစေပြမ ဖျားနဲ့ပုံမနီးဆက်စေတယ်။အဲဒါကြောင့်ရှင်ပေသူကဆင်းရဲဒုက္ခကိုလက်နဲ့တပွဲရှင်တန်သုံးဆွဲကြဖို့တိုက်တွန်းထားပါရယ်။ဖေရောအခုကြံရစ်တဲ့အသက်ပိုင်းခြားကာလမှာ ကိုယ့်လိုတိုင်းမကျင့်မဲနဲ့ဖျားသခင်လိုတော်တိုင်းသက်ရှင်ပြီးတော့မှရှင်တန်နေထိုင်ကြဖို့ရန်ဖြစ်တယ်။အခန်းငယ်၃၄မှာရှင်ပေသူကခေရှုခရစ်ကိုမယုံကြည်ခြင်းကပြုမှုကြည်ကြံခဲ့တဲ့ပြုမှုတွေကိုပြန်လည်ကြည့်ဖို့ကိလေသာစိတ်တပ်မဲ့စိတ် ရက်သေးစားတောက်စားရာတွေရုပ်တုကိုးကွယ်တဲ့အချက်တွေကိုစွန့်ပယ်ဖို့လိုတယ်အခုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်မှာအဲ့ဒီလောကီဆန်တဲ့အရာတွေကို မလုပ်တဲ့အခါမှာအဲ့ဒီအရာတွေကိုလက်ခံကျင့်သုံးနေတဲ့သူတွေကကျွန်တော်တို့ကိုကဲ့ရဲ့ဆုတ်ချနိုင်တယ်အံ့ဩနိုင်တယ်အဲ့မဲ့ဒါဟာဖျားသခင်အတွက်အသက်ရှင်တဲ့လက္ခဏာဖြစ်နေတဲ့အတွက်ဂုဏ်ယူရပါမယ်ကျွန်တော်တို့ရဲ့ဓာတ်မဲ့ခြင်းကိလေသာတွေတောက်စားပျော်ပါးတာတွေကလည်းဘဝသက်တာမှာ တော်လောက်ပြီလို့ရှိပေသူဆိုလိုခြင်းဖြစ်ပါတယ်။ခိုင်းငယ်ငါးနဲ့၆မှာတော့ဖခင်ဟာအသက်ရှင်တဲ့သူကောသေတဲ့သူကိုကောစီရင်နိုင်တဲ့ရှင်သခင် ဖြစ်တယ်ဆိုတာကိုသတိပြုဖို့ရန်ဖြစ်ပါတယ်။ဖခင်ရဲ့တရားစီရင်ခြင်းရှိကနေဘသူမှလွတ်မြောက်မှာမဟုတ်ဘူး။အဲဒါကြောင့်ကျွန်တော်ကိုကဲ့ရဲ့နေတဲ့ဆုံးချနေတဲ့သူတွေလည်းဖခင်ရှေ့မှာတစ်ချိန်ကြာရင်စီရင်ခြင်းကိုခံရမှာ ဖြစ်တယ်။ဖခင်ရဲ့အလိုတော်တိုင်းကျင့်ကြံပြုမှုတွေတဲ့သူကတော့ တရားစင်ခြင်းခံရတဲ့အခါမှာရင်ဝတ်စွာနဲ့လွတ်မြောက်နိုင်မှာဖြစ်တယ်။ဘုရားသခင်လိုတိုင်းတက်ရှင်တဲ့သူဟာကိုယ်ခန္ဓာအပြင်ဒီလောကမှာစိရဲ့ဒုက္ခတွေစင်ခြင်းကိုခံရမှာဖြစ်တော်လဲပဲဝိညာဉ်ကတော့လွတ်မြောက်နိုင်တယ်။ဒါကိုတည်တဲ့အခါမှာတည်တဲ့ဝိညာဉ်နေနဲ့တူတဲ့ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေလည်းပြန်လဲပြီးတော့မှအေဝံဂေလိတရားကိုကြားနာကြရမှာဖြစ်ပါတယ်။အချုပ်အားနဲ့ပြောရမယ်ဆိုရင် ဆင်းရဲဒုက္ခတွေဟာကျွန်တော်တို့ကိုခရစ်တော်နဲ့ပိုတူစေပြီးတော့မှသန့်ရှင်းစေဖို့ကူညီပေးတယ်။မပြောင်းလဲခင်အရင်အသက်တာကအကျင့်ဆိုးတွေကိုစွန့်ပယ်ပြီးကြံခဲ့တဲ့အသက်တာကိုဖျားသခင်လိုတော်တိုင်းအသက်ရှင်ရမယ်။ဖျားသခင်ရဲ့တရားစီရင်ခြင်းဟာလူတိုင်းပေါ်မှာရှိနေပြီးတော့မှဧဝံဂေလိတရားကဝိညာဉ်သက်တာရှင်သန်မှုရန်အတွက်မျှော်လင့်ချက်တွေကိုပေးပါတယ်။ဒါကြောင့်ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာခွန်အားယူပါ ကျန်ရှိတဲ့တတမှာဘုရားသခင်အလိုတော်ကို ရှာဖွေပြီးရေရေဝုံဝုံကိုရောအတွက်ရှင်သန်ကြပါစို့တလက်စုတောင်းရအောင်မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းအစ်အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီမနေ့ခင်းမှာလူထရှင်သန်လိုက်သူတွေအားလုံးကိုရောရှင်ကောင်းကြီးပေးပါကိုရောကင်ဆာရောဂါဝိနာခံစားနေရတဲ့သူတွေကြောက်ကက်ဆင်းနေရတဲ့သူတွေနာရရှိယောဂသည်ဒီအားလုံးကိုရောရှင်ကြီးစုကြွားလက်ဒီမနေ့မှာ ကျမ်းမာရသောခွင်ရှင်လဲရသောခွင်စေယုံစေကဲနေမှ ပြန်လဲဆင်းရသောခွင်မြောက်ကိုရရှင်ပြင်ဆင်ချပေးမဇတနာတော်မူပါဘုရောဆင်းရဲဒုက္ခရောက်နေသူတွေစားစရာမရှိဝတ်စရာမရှိတဲ့သူတွေနေစရာမရှိတဲ့သူတွေကိုရရှင်ကြည်ရှုကြတော်မူပါဘုရောသူတို့လုံလောက်တဲ့ဇာနာရိခာတွေရရှိစေပါဘုရောသူတို့ဖြင့်တော်ရတောင်ထဲမှာ ပြေးလွှာပုန်းရှောင်နေရတဲ့သူတွေမြို့ထဲမှာတိန်ရှောင်နေရတဲ့စစ်ပေးရှောင်နေအားလုံးလည်း လုံလောက်တဲ့သာနာယိခာမူကာစေကူတာမှုတွေရရှိစေတော်မူပါထူးသဖြင့်ဘေကင်းလုံခြုံစေပါစိတ်တန်ရာတွေမှလွမြောက်ငြိမ်းချမ်းရသောခွင့်ကိုယ်တော်ရှင်ပြင်ဆင်ချပေးမဆာတနာတော်မူပါမပြည့်သူပြည်သားတွေရဲ့အဟိတန်ကြီးတော်တန်ငိုကြွေးတန်တွေးမြေချရာတွေမျက်ရည်တွေကိုကိုယ်တော်ရှင်တုတ်တော်မူလက်ပြန်လဲပြုံးမှကုစားသောခွင့်ကိုပြင်ဆင်ပေးပါ သာသူတို့မတက်နိုင်မှာသို့တော်လည်းကိုရရှင် မတက်နိုင်တဲ့အရာမရှိဘူးလို့ယုံကြည်သိမှတ်လက်မာပြည်ကြီးရဲ့အသက်တာကိုချိန်နိုင်ကို အားလုံးကို ကိုရလက်တော်သောအနန္တပါရယ်ကိုရရှင်ကောင်းဆုံးစီရင်ပဲ့ပြင်လျက်မြမပြည်ကြီးကိုကောင်းကျိုးချမ်းသာခြင်းတက်ခြင်းလွတ်လပ်ခြင်းနဲ့ပြည့်စုံစေပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလျက်သနာခံဆုတောင်းကြပါရဖခင်အာမင်